ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါတပိတ်ချင်းအကြောင်းလေးရင်စာပြောမယ်တပိတ်ချင်းမြို့နယ် PDF ခေါင်းဆောင်ကိုဘိုးစောလွမ်းကပေးမိသားစုဦးသေးဝင်းဒေါ်နွယ်နွယ်ဦး PDF အုပ်ကြီးဦးသေးဝင်းဤသားကျွန်းဒီခေါ်ကျော်ဝေရန်ထွန်းနဲ့အပေါင်းအမများဖြစ်သော ဖိုက်လုံးခိုးငူကိုပန်းကြီးဒေါ်စန်းတင်အေးဒေါ်အေးတန်း တော်ဆိုးဆိုးတက်တိုးကွမ်းရာဘူးသည်တိမ့်လိုင်တို့သည်တပိချင်းမျိုးပေါ်ရှိပစ္စည်းများကိုခိုးယူရောင်းချခြင်းပြည်သူအချို့ဟာဒလန်ဟုပြောဆိုကာတက်ပြတ်ခြင်းရိုင်းနှက်ခြင်းများပြုလုပ်နေပါသည်တဲ့ပြန်ဆက်ဦးစည်းဌာနမှဖရဲသည်ကြီးစားစိုးနိုင်ဝင်သည်လဲ PDF နဲ့ပူပေါင်းပြီးမြို့ကိုဖြစည်းလျက်ရှိရာမှယခုအခါတဲ့ပင်စင်တင်နေကြောင်း ဖေယဒီမြာအာပင်စင်မပေးတဲ့ကြောင်းပြောပြပါခင်ဗျာတဲ့เนาะစကားတိုင်းရွှေဘုကရန်ခင်ဦးမြို့နယ်ပြင်တောင်ပြည်သူစစ်ခြေရွာကပါတဲ့ကျွန်တော်တို့ပြည်သူစစ်ဆွေခြေရွာမှာစားနေရိတ်ခါပါပြတ်နေပါပြီတဲ့စားမရှိတော့ပါဘူးယာတဲ့23ရက်17လ2024ရက်နေ့မှာလေရင်နဲ့ရိတ်ခါလာရောက်ချပေးပါတယ်တဲ့အိမ်တော်စုတစုကိုစားတဲ့ပိတ်တာနဲ့ငပိ20သားရပါတယ်တဲ့ အခုကျွန်တော်တို့ရွာမှာစားကိုမရှိတာကြောင့်မရှိကြတော့ပါဘူးဗျာတဲ့အခုဆိုရွာပတ်ပတ်လည်းမှာမီတာ600 900အကွာလောက်မှာ PDF တွေကကျင်းကျင်းတူးနေပြီးရွာကကျွဲနွားចောင်းတဲ့သူတွေကို အများရန်တနက်နဲ့ပြစ်နေပါတယ်တဲ့အခုဆိုရင်ຫນွေအခါမှာပုံမှန်လာနေကြရေကိုမလာတော့ပါဘူးဗျာတဲ့အထက်ကနေပိတ်ဆို့ထားပါတယ်တဲ့ကျွန်တော်တို့ရွာအခုဆိုရင်တဲ့စပါးတတိဝလန်း စိုက်ပျိုးဖို့အခွင့်တွေ့နေရပါတယ်တဲ့အခွင့်တွေ့တာကတော့အများကြီးပါဗျာတဲ့နော်လိုအပ်တာတွေလည်းအများကြီးတဲ့စားစီဆိုရင်လည်းမစားရတာတစ်နှစ်ကျော်ခဲ့ပြီတဲ့အဓိကစားငပိစေးဘွားတကယ်လိုအပ်နေပါတယ်ဗျာတဲ့သက်ဆိုင်ရာတာဝန်ရှိသူများကူညီပေးကြပါရဲ့ပြင်တောင်ချေးရွာပြည်သူများကမေတ္တာရက်ခံပါတယ်တဲ့နော်အဲ့ဒါစေးရဲ့အနိဋ္ဌအာယုံပဲနော်ဒီချိန်တော့လက်သုံးဆောင်လေးထောင်ခဲ့ကြတယ် เนาะပြောပြမယ်ပြောပြမယ်ဒီနေ့အဲအကြောင်းလေးပြောမှာပြည်ဒီဦးတို့လူမင်းတို့တောင်ကြီးမှာတခြင်းဆိုနေရတယ်เนาะအဘကကြုံကြီးရုရှားကိုသွားတာတွေเนาะပြီးလို့ချင်းဇလန်စကီเนาะယူကရိန်းခေါင်းဆောင်ပေါ်ယူကရိန်းသမ္မတပေါ်အမေရိကန်နဲ့အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့နိုင်ငံရေးကျွန်တော်တို့တိုင်းပြည်ရေးနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်ချိန်ဆပြီးပြောသွားမှာဖြစ်တယ်เนาะအဲ့တော့စေရဲ့အနေထားအာယုံကအားလုံးခံစားနေရပြီရှင်းတယ်เนาะ အဲ့တော့စစ်ဖြစ်တဲ့နေရာတွေမှာတော့ဒီလိုတွေဖြစ်တာစိုက်တော့မကောင်းဘူးဗျာနိုင်ငံတော်အကြီးအကဲတွေနေလဲတပ်မတော်ကာကွယ်ဦးစီးချုပ်အနေနဲ့လည်း၄နှစ်တောင်မှပေါ့နော်ဖြစ်လာပြီဆိုတော့ဒီသတင်းပို့လာတဲ့ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပါပဲနော်ဒီလိုဒုက္ခရောက်နေတာဒါတွေကိုအထက်လူကြီးတွေနေနဲ့ကူညီပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အကိုကြီးတဲ့အရေးကြီးနေပါပြီတဲ့ဒီနေ့ညမှာပဲနောင်ချိုဘက်ကနေအင်းဝိုင်းရွာဘက်ကို ီယန္တန်နေနဲ့ MND အဖွဲ့တွေပါခံမှန်းလို့မရတဲ့အင်အားနဲ့ညာတွင်းချင်းရောက်ရှိနေပါတယ်တဲ့အတိအကျမပြောနိုင်ပေမဲ့အမှန်ကန်ပါတဲ့အကိုကြီးရဲ့သတင်းတစ်ခုရှိတယ်တဲ့အင်းဝိုင်းရွာနဲ့အင်းဝိုင်းတကြားဆက်ကဝန်ထမ်းတချို့ကပြောနေတယ်တဲ့စစ်တပ်ကအင်းဝိုင်းရွာတဲကိုဝင်လာရင်သူတို့ကိုယ်တိုင်စစ်တပ်ကိုဝိုင်းပြီးထွက်တိုက်ပေးမယ်တဲ့သူတို့ပထွေးတီယန်န်တွေကိုတော့တော်တော်ချင်းနေပုံပဲတဲ့ မခံကျင်စိတ်ကြောင့်ဘသူကိုပြောရမှန်းမသိလို့ပါအကိုကြီးရတဲ့။နော်အင်းဝိုင်းတရားစကားဝန်ထမ်းတွေဒီရစီဘစင်တာတီတက္ကသရှိတယ်နော်။နာမည်တော့တမပြောပါဘူး။နော်ပြီးပါဇော်ဘိုးရင်တော့ဘုံကျဲခိုင်းနေလို့ဘာလို့မလုပ်ပါနဲ့။ကိုဖြစ်ကိုခံပေါ့။ဟုတ်တယ်မလား။နော်ကိုဘုံရေးတဲ့ထားပလာလေးစားပါလေဗျာတဲ့။နောင်ချိုကိုတိုက်ရင်နဲ့ပလောင်ကဆင့်မျက်နှာလှည့်လိုက်မယ်တဲ့။နော်ပြင်ဦးလင်ကိုတောင်ပြစ်မြောက်ပြစ်ပေါ့ဗျာတဲ့။ ရက်စောက်ကိုလည်းအတန်ပေးမယ်တဲ့စစ်လန်းကြောင်းပြောင်းအောင်ပေါ့ဗျာတဲ့အကြံပြုတာပါတဲ့နောင်ချုံမျိုးနဲ့ရွှေမတော်ရွာတွင်နဲ့ပြည်ချင်းများဆက်သွယ်ရေးတူမြောင်များတူးနေပါပြီတဲ့ယခုဖုံးဆက်လာပါတယ်တဲ့ရွှေမတော်ရွာရွာဝင်လန်းဖုံးကြီးကြောင်းနဲ့ပတ်ဝန်းကျင်နဲ့တောင်ဘက်မြောက်ဘက်ကအားလုံးဟာ PDF တွေကြီးပဲတဲ့စင်ဘူးမျိုးအခုခုလေရွာနေတိုင်းသူတင့်မြင့်ဆောင်ချိုတင့် PDF ခေါင်းဆောင် ်နိုင်ငံတော်ပုံမှန်မှု905ပြည်ထောင်ချပြန်လွတ်လာသူနှစ်နောက်လိုက်ကင်စာဦးတန့်စင်အောင်အဖွဲ့များတွင်တဲ့စင်ကူးမြို့နယ်ကြီးချေရွာများ PDF အဖွဲ့စုဆောင်တာတဲ့စတင်လှုပ်ရှားနေပါကြောင်း၃ရတနာသိင်္ဂတတာ အရှိထိတ်ချိုတင်းဦးဆောင်သော PDF အဖွဲ့များရှိနေကြောင်း၎င်းအဖွဲ့များအားညရောက်ရင်ရတနာသိင်္ဂတတာတရှိနေရောက်ရင် စင်ကူးမြို့ဘက်ဝိုင်းမှာ စကန်းချပြည်သူများတမ်းများစကြေးကောင်းနေပါကြောင်းကိုဇော်ဘိုးဟိထံတည်င်းပုတ်အမည်မပေါ်လို၍နားလည်ပြီးပါကျမ်းမှချမ်းသာပါစေကိုဘုံနဲ့ကိုကြီးရဲအရေးကြီးတယ်တဲ့နော်တီယန်နန်လေးခွန်တစ်ခွန်တိုင်ရင်းကားတဲ့အင်းဝိုင်းဆက်ယုံအရှိစကန်းကိုရောက်နေတယ်တဲ့အင်းအား1500ခန်းရှိတယ်တဲ့900တစ်ဆက်ခွန်တက်ကထောက်ဖို့လို့တယ်တဲ့ အင်းဝိုင်းရွာကိုထွက်ခွာမဲ့လက်ရှိတည်နေရာဆက်ယုံပေးလန်းအမှတ်3အနီးတဲ့နော်ဒါတွေကျွန်တော်ကတော့ပိုးတင်တာတွေပိုးခဲ့ပြီးပြီဒါပေမဲ့အန်ဒီရဲ့အရန်ကြီးလို့ကျွန်တော်ပြောပြခြင်းဖြစ်တယ်အခုကျွန်တော်ရှိနေတယ်တဲ့လောင်ဖမ်းမှာလည်း80လောက်ရှိတယ်တဲ့တောင်ကြားရွာမှာလည်းရှိတယ်တဲ့ကြံကားတစ်စီးနဲ့တွေ့တယ်တဲ့ကားပေါ်မှာအင်းဝိုင်းကိုသွားပြီးတီအန်အန်ဒီခွန်တက်ခွန်တိုင်ရင်မှာဆူရက်လုံနေတယ်တဲ့ဆူရက်လုံတဲ့အင်အား900လောက်ရှိမယ်တဲ့

ဟိုတလောတော့ကဘုံကျဲလိုက်တဲ့နေရာမှာအသေးပြောက်များသွားတယ်မနေ့ကနေစပြီးတော့မှအဲ့ဒီ30ရွာရဲ့ကျောင်းရဲ့ရှေ့မှာကောင်းဒီဂိတ်ပြန်ဖွင့်တယ်ဂိတ်ပြန်ဖွင့်တော့ဘသူတွေကိုထားလဲဆိုတော့ဒီကောင်တွေကမထားဘူးဒီကောင်တွေအဲ့မှာဂိတ်မှာမနေဘူးကန်တာကားတစည်းကို1000 12ဘိန်းကားတစည်းကို2000เนาะအဲ့လိုမျိုးတွေသူတို့တောင်းတယ်ပြီးရင် တော်အောင်မြင့်ចောင်းဆရာမလားမသိဘူးအဲ့ဒီအိမ်မှာ PDF နဲ့ DNN နဲ့ဂျမ်ဘလက်နဲ့ခိုင်တောင်းကျန်သူနဲ့နေတယ်အဲ့ဒီဂိတ်မှာထိုင်ပြီးတော့မှပတ်စံတောင်းနေတာက30ရွာရဲ့အဲ့ဒီចောင်းချင်းမှာတောင်းနေတာကတာမန်ရွာသူရွာရွာသားပေါ့ရွာသားကိုသူတို့တောင်းခိုင်းနေတာတင်ရွာသားပေါ့ဗျာစားရရင်သူတို့ပေါ့အဲ့သူတို့ရဲ့ဝေယဝိဆာကိုနော်အဲ့တော့မြန်မာပြည်ရဲ့စစ်မီးရဲ့အရှိန်အဟ ပြီးတဲ့လောက်ကပြီးသွားပြီရန်သူကဗမောကိုလည်းမသိနိုင်တော့သလိုတောင်းခံကိုလည်းမသိနိုင်ဘူးเนาะအဲ့တော့ဘာဖြစ်လာလဲဆိုတော့တက်မတော်အနေနဲ့ပဲကျွန်တော်တို့ကနောင်ချိုမြို့ကိုအမြန်ဆုံးပြန်လဲတင်ပေးဖို့ပြည်သူလူထုနောင်ချိုမြို့ကပြည်သူလူထုကိုစားရောအေးချမ်းဆောင်နေထိုင်နေတဲ့ပြည်သူလူထုကိုစားကောတိုင်းပြည်ကိုအေးချမ်းခြင်းနဲ့ တက်မလို့အားပေးထောက်ခံဝင်ရနေတဲ့လူတွေအစားအုပ်ပဲကျွန်တော်တောင်းဆိုပါတယ်။နောင်ချိုကိုအမြန်ဆုံးပြန်လေတိမ့်ပိုက်ပေးပါ။ဒါပေမဲ့တိမ့်ပိုက်မှာပါစိတ်မပူပါနဲ့ပေါ့နော်။အဲ့တော့ကြောင်မဲ့နောက်တစ်ခုကနောင်ချိုတိမ့်မယ်ဆိုရင်ဟိုနေ့ကလုံခဲ့တဲ့နေ့ရက်ကကျွန်တော်ကနေပြည်တော်သွားနေလို့နော်ဒီဧကနေရာကိစ္စတွေရောရှုပ်ရှက်ခတ်နေတာကျွန်တော်ကလည်းနော်ဘာတကြက်တပြားမှမရဘဲနဲ့ ြောပေးတယ်ပြည်သူလူထုတွေကိုပြည်သူလူထုနဲ့နိုင်ငံအစိုးရနဲ့အစိုးရအဖွဲ့နဲ့နိုင်ငံကောင်းဆောင်နေတဲ့ဂျာမားရန်တိုက်ပေးနေတဲ့ဖျဲသီးဝန်ထမ်းတွေရှိတယ်။နော်အဲ့အတွက်ကျွန်တော်ဒီရှေ့ကိုမမမမရက်ပြီးတော့ထွက်ပြီးပြောပေးတာဖြစ်တယ်။တပြားတစ်ချက်မှမရပါဘူး။ကိုကားကိုကိုပေါ့ကိုစီတဲ့ပြီးတော့မှဒါရီဒါရီဒီလိုရှိပါလေဆိုတာကိုနော်သူတက်ဆိုင်ရတက်ဆိုင်ရအစင်းစင်းရနေပြီးတော့ပြောပေးရတာဖြစ်တယ်ပေါ့နော်။ဒါတော့ဒါရှိပြီလေဒီလိုအဲ့ဒါပြောချင်တာမဟုတ်ဘူး။နောက်ထိုးမှာကုတ်တွင်းထဲမှာ တစ်ပင်နေမှာတီယန်နန်နေအကြံဖက်လက်နဲ့ကင်တောင်းချမ်းသူတွေဆက်တွေတက်ထားတယ်။ဘာဆက်တွေလဲတော့မသိဘူး။နော်ဆက်တွေဆက်တွေတစ်ပင်နေမှာလိုက်တက်နေတယ်တဲ့။နော်ကိုတက်မလို့စစ်ကြောင်းထိုးရင်အန်ဒီရှိမှကြောက်လို့ကျွန်တော်ရတဲ့သတင်းကိုပေးတာ။ထိုးနေတဲ့ဆောနာရွှေမော်တော်တို့ဘာလို့မှလုံးဝဆက်သွယ်ရတူပေါင်းနေတဲ့အမာခံခံစစ်ပြင်ဖို့နော်လုံနေတယ်။ဒါပေမဲ့တက်မလို့ကလည်းတိမှာပါ။မြေပြင်မှာထိုးနေတဲ့ကျွန်တော်ကြီးပေါ့နော်။ဟွာတော့ ခြေလင်းစစ်တပ်တွေစစ်ကြောင်းနေတဲ့အဲရမှာဦးဆောင်နေတဲ့မဆကမူကြီးကိုရနဲ့ကကိုနိုင်ဝင်းတို့အဲ့လိုဖြူအမှုလို့ပေါ့နော်သူတို့သိကြပါလိမ့်မယ်ဒါပေမဲ့တိတော်ရှိမတိတော်ရှိဂုံတွင်းထဲမှာတစ်ပင်နေပေါ်မှာဆက်တွေစင်ထားတယ်တဲ့နော်ဘာဆက်တွေလဲတော့ကျောင်းလည်းမသိဘူးလေပြောတဲ့လူကလည်းဆက်တွေပဲစင်ထားတယ်လို့ပဲပြောတာသူလည်းမသိဘူးနော်အဲ့လိုသွားရင်းလာရင်းနဲ့တွေ့တဲ့လူကပြောတယ်အဲ့တော့ရန်သူရဲ့အစ်ရှင်ကကြာဆုံးသွားပြီ နော်ဒီတက်ပို့ပြီးဘာမှဖြစ်မလာတော့ဘူးဒီတိုင်းမျိုးဘာမှလုံးလာတော့မရတော့ဘူးနော်ပြီးသွားပြီဒီတကားတော့တက်ပြတော့အလဲရောက်ပြီနံပါတ်1အချက်ပြီးတယ်မပြီးဆိုတာခင်ဗျားတို့ပြောလိုက်မယ်ခင်ဗျားတို့အုံနောက်ထဲကနေပြီးတော့နီလာတွေစိမ့်တာတွေတပုံတွေလက်နက်ကင်တောင်းချမ်းတာတွေအဲ့ဒါကြီးကျွန်တော်လာမပြောနဲ့ပြေဒီဦးတို့လူမင်းတို့တောင်ကြီးမှာတခြင်းဆိုနေတယ် အဲ့ဒါအရှိတအရှိတရားနော်ဒီနေ့ကျွန်တော်တင်ထားတယ်သူတို့ပြောထားတယ်စီရီယံလောက်ပါလက်သုံးချောင်းထောင်ပြီးတော့စီရီယံလောက်ပါနော်အဲ့ဒီစီရီယံလောက်တဲ့လူတွေအတွက်နိုင်ငံခြားအထောက်ပံ့နေရောကျမတို့ရဲ့ကျွန်တော်တို့ရဲ့အထောက်အပံ့နေရောအားလုံးလောက်ထားပြီးပါပြီ အဓိကအခုလက်ရှိအာဏာထိန်းတဲ့အစိုးရကြီးရဲ့ရန်နေရာအစိုးရအဖွဲ့ကြီးပြည်စည်းသွားအောင် လုပ်ပါဆိုတဲ့ပီဒီအချမ်းပတ်ဒီလေးတွေညီမလေးတွေဒေါ်အောင်စန်းဒေါ်စုကြည်ကိုအားပေးတဲ့ဤဘိန်းတသက်လက်သုံးချောင်းထောင်ပြီးတော့မှစစ်တပ်ကို ထောက်ခံရင်တလန်ဆိုပြီးတော့မှတပြတ်ခဲ့တဲ့ လူတစုအခုတော့ခမားတို့ကိုစီရီယံလုတ်ပါဆိုတဲ့ဖြေရီဦးကောလူမင်းရောကတောင်ကြီးမှာတချင်းဆိုခဲ့ပြီနော်ဒါကသူ့ရဲ့ပါစင်နော်ပါစင်တဲ့ကိစ္စနော်သူတို့တချင်းဆိုတာလဲသူတို့ကိစ္စဒါပေမဲ့ခမားတို့နားလေအောင်ပြောပြချင်တာကအမှုပညာသမားအမှုပညာသမားတိုင်းသည် နိုင်ငံရေးသမားမဟုတ်ဘူးအမှုပညာသမားတိုင်းဒီစစ်သားမဟုတ်ဘူးအဲ့ဒါကိုမြန်မာနိုင်ငံအတွင်းမှာမိရင်းနေခိုင်နေတိုင်းနေတဲ့လူတွေကိုတိတိချင်းတာကသူများတော်သူများရောင်လို့လိုက်ရောင်အမောင်တောင်မန်းမြောင်မန်းဖြစ်ခြင်းမက ဖြစ်နေတာတွေကိုရတန်းကရက်ပါတော့လို့ခင်ဗျားတို့ပြောနေတာ ်ခမားတို့တော်လိုက်ရင်မအောင်တော်ဘူးခမားတို့ရေးတော်ဘုံမအောင်တော်ဘူးကမ္မတော်ဘယ်တော့မှမကြဆုံးတော်ဘူးဟုတ်ပြီလားခမားတို့ကိုအားပေးခဲ့တဲ့အမှုပညာသမားတွေဘယ်မှာလဲကျွန်တော်ပြသန်းခမားတို့စီရီယံလောက်ခိုင်းခဲ့တဲ့အမှုပညာရှင်တွေအခုဘယ်မှာလဲခမားတို့ကျွန်တော်ပြသန်းပီရီယံညီလေးတွေ တော်စုကြီးတို့ထောက်ခံအားပေးတဲ့လူတွေလက်သုံးချောင်းထောင်ပြီးတော့မှအရေးတော်ပုံအောင်ရမယ်အမေစုလက်အမေစုလို့မှကြောင်းတက်မယ်ကြောင်းမတက်နဲ့ကြောင်းထွက်ဆိုတဲ့လူတွေအခုခမားတို့ဘာတွေလုပ်နေလဲ